ကျွန်တော်တို့ဒီထောင်နဲ့၁၄ခုနှစ်မှာခေါင်းလုံးဖော်ဖို့ကိစ္စကိုကျွန်တော်စီစဉ်တယ်စီစဉ်တဲ့အခါကျရန်ကုန်တိုင်းကိုအဓိကကျွန်တော်တို့ထားပြီးတင်ပြပါတယ်ရန်ကုန်တိုင်းကလုံအောင်ခွင့်မပြုခဲ့ဘူးကျွန်တော်နိုင်ငံတော်အစိုးရအဖွဲ့ကိုတင်လိုက်ပါတယ်နိုင်ငံတော်အစိုးရအဖွဲ့ကခွင့်ပြုချက်ပေးလို့ရန်ကုန်တိုင်းကကျွန်တော်ကိုထပ်ဆင့်ခွင့်ပြုချက်ပေးခဲ့ပါတယ်လူငွေလူတန်းဘွဲကိုကျွန်တော်ပဲခူးမျိုးမှလုပ်ခဲ့တယ်ပေါ့လုပ်ခဲ့တဲ့အချိန်မှာဘယ်လူရှင်ကဘယ်လောက်လှူရဲဘယ်လူရှင်ကဘယ်လောက်လှူရဲဆိုတာဒီနေ့ထက်တိအခု ပြောနေတဲ့အထီကိုကျွန်တော်လောကမသိခဲ့ဘူးကျွန်တော်တို့စဆယ်မဲ့နေမှာလူဘိုးတွေအများကြီးပါလာတယ်အဲ့ဒီလူတွေကိုပြန်ပြီးရှင်းထုတ်ရတယ်တော့အလုံးလုံးတဲ့အချိန်မှာတာမွေကလူတယောက်ကပေါ့လေခင်ဗျခေါင်းလောင်းပေါ်ရင်ခေါင်းလောင်းပေါ်ရင်ကျွန်တော်စီလာခဲ့ကျွန်တော်ကိုသာသနာပိုင်အဖြစ်ရှိမြောက်တဲ့ပုံကိုဖြစ်တဲ့အတွက်ကြောင့်ခင်ဗျစီကျွန်တော်စီလာခဲ့လာလို့ရှိရင်ခင်ဗျအောင်မြင်သွားမယ်အဲ့ဒါဆိုခင်ဗျကခင်ဗျလုတ်ပါလားကျွန်တော်ဘာလို့ပြောနေလဲကျွန်တော်ကအဲ့လိုပြန်ပြောလိုက်တယ် နောက်ဘုန်းကြီးတပါးကလည်းအဲ့လိုပဲတရားကြီးစီလာမယ်ဓာန်တစ်လက်ပေးမယ်မလို့ဘူးလေဗျာအဲ့ဒီဓာန်တစ်လက်တလက်ကိုမြည်ကြီးထုတ်လိုက်တလက်ကိုတရားကြီးကန်ထားလိုက်ရင်ခေါင်းလုံးပေါ်တော့မယ်အဲ့ဒါဆိုရင်မြတ်ဒီပြီးတော့မပြောနဲ့တော့လူရင်တဲ့လူတွေအများကြီးပဲရှင်မြတ်လူရင်တဲ့လူသွားပေးလိုက်ပါဆိုပြီးအဲ့လောက်ထိကျွန်တော်ပြောရတဲ့အစဉ်ကြီးရဲ့တောင်တူးရင်တူးနေတဲ့အချိန်မှာလဲအဲဘေးကပဲရိတ်လေးတွေနဲ့လာလှေလေးတွေနဲ့လာလာပြီးအဲ့တောင်တူးရင်တူးနေတဲ့နေရာအဝါနားမှာလာ ဟိုဒါပေါ့လေပန်းတို့ဖျောင်းတိုင်တို့အမွှေးတိုင်တို့ဘာလို့ညာတော့အကုန်လာရှာတာပေါ့လေအဲ့ရရှာပြီးတောင်တူးရင်တဲ့ဝင်လဲဝင်ရတောင်တူးရင်စီပိတ်ပေါက်ထွက်သွားကျွန်တော်တောင်တူးရင်ပြန်သိမ်းသွားတာကြာကျွန်တော်မရတဲ့အတွက်ကြောင့်ကျွန်တော်တို့နားမယ်နောက်ပြန်လုံးမဲ့အချိန်ကျွန်တော်ပြန်ပြီးသီသနာမှာဆိုပြီးကျွန်တော်အကြောင်းကြားတာပို့တယ်ရန်ကုန်တိုင်းကိုပြီးခဲ့မယ်ဆိုတော့ကျွန်တော်မနှစ်ကပေါ်ပြီးပြီကျွန်တော်အခုလုံးမယ်အခုကျွန်တော်မှာ အဲ့ဒီအလှူရှင်လူထတဲ့ဘယ်လောက်လူခဲ့ဆိုတော့မသိပေမဲ့အလှူရှင်ကဆင်းရဲရှင်းခံတဲ့အခါကျတော့3900ကျော်930ကျော်ချီအဲ့လူတွေကအဲ့ဒါကိုအခုကသောလုံးသောလုံးနဲ့လူတွေကသံတရားဖြစ်နေကြပေါ့နောက်ဆုံးပဲလမ်းမှာအဘသွားတာတော့အဘကိုအတွေ့မခံကျင်ကြတော့ဘူးတော်မိသားစုတွေရောညီကောင်မောင်နှမဆွေမျိုးသားရင်းတွေကအစမိတ်ဆွေတွေကအစအမြင်မရှိတော့ဘူးပေါ့အဘဒီနေ့လူတန်းခဲ့တယ်ဟိုဟာလို့တော့လူမြတ်ပတ်စံဒီကိုပတ်စံမဟုတ် လူမျိုးပစ္စည်းတွေကိုပစ္စည်းမဟုတ်ဘူး။အဘလောက်တတ်တယ်။ဟာလားမိသားစုအစီကသုံးစီတိုက်ခန်းနှက္ခန်းကရောင်းပြီးအစပြိုးလာခဲ့တာ68ကတည်းကအစပြိုးလာခဲ့တဲ့ကိစ္စ။နှစ်ပေါင်း24ရွာရှိဒီကြားထဲမှာအဘဘာမှမလုပ်ဘူး။ဒီလုပ်ငန်းတစ်ခုပဲအဓိကလုပ်နေတာ။အခုလည်းအဘကိုတွေးပြီးလားတွေးပြီးလားဘယ်လိုတွေးလဲဘာလဲညာလဲမေးကြ။အခုအဘလုံးမဲ့ဆိုတာလဲအခုရဲနှလားပဲကျန်တော့တယ်။နော်နှလားပဲကျန်တော့အခုဒီလက်လက်ကောင်ကနေပြီ။နှလားကျန်မဲ့ဒီနှလားတော့တော့မှ စ조사ကြည့်လိုက်မယ်နိုင်ငံတော်ပြေးမယ်ဆိုတော့အပါလုပ်ပြေးမယ်ရန်ကုန်တိုင်းဒေသကြီးအစိုးရကတင်ခဲ့တာဂျွန်ဝါမှာကြတော့လေးမှအကြောင်းပြန်လေအဲဒါအကြောင်းပြန်တဲ့ခါကျဘာခုနှစ်ရက်နေ့မှတင်တယ်ပြန်တင်လိုက်တယ်ခွင့်မပြုတဲ့အကြောင်းမိုးရသည်ပြုလို့ခွင့်မပြုအဘတော့လောက်ရမှသည်မိုးသွင်းလောက်ရမှနောက်နိုင်ငံတော်ကဒီတောင်တူးရင်ပန်းပိုးနိုင်တာလေဒီမိုးတွင်းမဲ့ရှိတယ်။ຫນွေပဲကြတော့နိုင်ငံတော်စီမံကိန်းတွေရှိတဲ့အတွက်ကြောင့် ဒီတောင်သူရင်လုံးဝငားလို့မရနိုင်တော့နောက်ပြီးဒီမှာရန်ကုန်မြေဝမှာတူဖို့ဆိုလို့ရှိရင်တောင်သူရင်က၃စီးပဲရှိတယ်။အခုစက်တဲမှာနောက်ပိုင်းဆိုတာဘာလို့ငားလို့မလွယ်တော့ဘူးလေ။အမြန်ဆုံးတင်ဖို့ဆိုတာအဘတော့ရက်တော့မဆိုင်ရင်ဘူး။ဒီခေါင်းလောင်းကြောင်းကြီးကပေါ်တက်ကိုတက်မှာပါ။သူတို့ခွင့်ပြုချက်ပေါ်မှာမူတည်တယ်။သူတို့ခွင့်မပြုတော့ဘာမှလုပ်เสียရမလိုဘူးလေ။ အားလုံးတန်းတူပြီလားအားလုံးကိုလည်းကျွန်တော်ခုနှစ်ရက်တည်းကမြစ်တရားခံရှင်တာကကျွန်တော်လုပ်ငန်းကိုမငူးရည်ရင်နေပါမနောက်ဆက်ကြပါနဲ့ကျွန်တော်ဒီမြမရွာရင်ချင်းမှုအမွေနေ့ဖြစ်တဲ့ဒီဓမ္မစီခေါင်းလောင်းတော်ကြီးကိုအမြန်ဆုံးရွှေတော်ကုန်းကုန်းတော်ပေါ်တင်ထိုင်ရဲ့အတွက်သာလှုပ်ဆောင်နေရဖြစ်တယ်အားလုံးခုနှစ်ရက်တည်းကမြစ်တရားခံရှင်တာကခေါင်းလောင်းတော်ကြီးပေါ်နိုင်အောင်အတွက်မေတ္တာပို့ပေးကြပါ